မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာရင်းကတော့စာရေးဆရာချစ်ဆန်ဝင်ဘာသာပြန်ရေးသားထားတဲ့ True Forgiveness ရဲ့ခွင့်လွှတ်ခြင်းဆိုတဲ့စာလေးကိုဖတ်ပြပေးနေပါတယ်လုံခဲ့တဲ့73နှစ်ကအဖြစ်ပြပါအဲ့ဒီလုံးကတော့ကျွန်တော်က72နှစ်သားပဲရှိပါသေးတယ် အခုတော့ကျွန်တော်လည်းအသက်25နှစ်ရှိပြီပေါ့ငငကဖြစ်ရလေးပြန်ပြောရတာကြည်နူးစရာညီမောစရာပါပဲအဲ့ဒီတုန်းကကျွန်တော်ကြောက်နေမိတာတို့ဟန်ဆောင်နေတာတို့ပြန်စင်းစားရင်ညီမိတာပါအဖြစ်ပြက်က Wisconsin ပြည်နယ် Marinette မြို့လေးမှာဖြစ်ခဲ့တာပါအဲ့ဒီတုန်းကကျွန်တော်ကသတင်းစာလိုက်ဝေတဲ့အလုပ်ကိုအချိန်ပိုင်းလုပ်ပါတယ်ဒါကြောင့်ကျွန်တော်ကအသည့်ကျွမ်းလဲမရတယ်အိမ်မောက်စိတ်လေးရောက်ပါတယ် ီတော့ဘယ်အိမ်ကဘလုံးနေထားရှိတယ်ဘယ်နားမှာစမ်းကြောင်းလေးရှိတယ်ဘယ်နေရာမှာကစားရင်ပို့ပြောစရာကောင်းမယ်ဆိုတာကိုတငယ်ချင်းတွေကိုပြန်ပြောပြနိုင်ပါတယ်ဘယ်အိမ်ကတော့အပေါက်ဆိုးတယ်အဲ့ဒီအိမ်သားမသီလီနဲ့လို့လည်းသတင်းပေးရပါတယ်အဲအဲ့ဒီမှာအဖွားရွယ်အမျိုးသမီးကြီးတယောက်ပေါ့ဗျာသူ့နာမည်ကိုတော့မေ့သွားပါပြီသူ့အိမ်နောက်ဘေးကအတော်လေးကျယ်တယ်အဲ့အဲ့ဒီမှာမြက်ခင်းမင်းကအနောက်ဘက်ကတောအုံတွေကလည်းတစ်ဆက်တည်းရှိနေတော့ကျွန်တော်တို့ကစားမယ်ဆို ပျော်ပျော်ရွှင်ရွှင်ကစားလို့ရတဲ့နေရာလေးဖြစ်ပါလေ။ဒါနဲ့ကျွန်တော်လည်းတနေ့ကတော့တငယ်ချင်းတွေကိုပြောပြပြီးအဲ့ဒီနေရာလေးမှာ ကစားဖို့နေရာရွေးလိုက်ကြပါလေ။အဲ့ဒီနေ့တုန်းကကျွန်တော်တို့လည်း gear တွေနဲ့ပြစ်ပေါက်တန်းကစားကြရကအဖွားရဲ့အိမ်နောက်မှာထောင်ထားတဲ့သက်သားတွေကိုခဲကအထိမှန်တိုင်းခဲတွေကဖြွားဖြွားပြီးကြသွားကြတာကိုကြည့်ပြီး အလွန်ပျော်ခဲ့ကြတာပေါ့ကျွန်တော်အလှဲ့လဲရောက်ရော့ ချောပြီဆိုတော့ဂဲတလုံးကိုယူပြီးတအားကိုလှော့ပြစ်လိုက်တာလက်ကချောပြီးအဖွားရဲ့အိမ်နောက်ဖေးဝရဏာပရင်ပေါမှန်တစ်ချက်ကိုသွားတီးပြီးခွန့်ငနဲ့ကွဲသွားပါလိရောဗျာမှန်ကွဲတယ်လဲကြာရော ကျွန်တော်တို့လည်းအဖွားအိမ်နောက်ဖေးကပြေးလိုက်ကြတာအုတ်ကားပြန်ဒီကျဲတကွန်ဒီကြွေတာတော့အဲ့ဒီလောက်မြန်နိုင်မယ်မထင်ဘူးအဲ့တော်လန်းလန်းလဲရောက်ကိုကျွန်တော်တို့တွေဟာထိုးလဲတော့တာပါပဲ ြင်းလွှာရင်မထိခိုက်မချော်လဲလို့တော်ပါသေးရဲ့လို့တွေးမိပေမဲ့အဲ့ဒီညကကျွန်တော်တညလုံးအိတ်မပြောပြပါဘူးအဖွားကအိမ်လာပြီးတော့ပဲတိုင်းမလားရဲရီရက်ကလူကြီးတွေနဲ့ကိုပဲတိုင်းမလားစိတ်ပူလိုက်ရတာဘဲသွားသွားလူကလည်းလုံုံလဲလို့မရှိပါဘူးဗျာဒါအပြင်နေ့စဉ်နေ့တိုင်းသတင်းစာ ပို့ထွက်နေရတော့ပိုဆိုးတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကကစားပြီးတော်တော်ကြာတဲ့အထိဘာပြောတန်ဆိုတန်းမှလည်းမကြရဘူး အဖွားကိုကြည့်ရတာလည်းဒီလိုပဲပုံမှန်မှုနည်းနည်းတော့နေသားထိုင်သားရှိသွားပါတယ်ကျွန်တော်အဖွားရဲ့ဦးနေစဉ်သတင်းစာသွားပို့တိုင်းအဖွားကပြုံးပြုံးရွှင်ရွှင်နေပါပဲတခါတလေစကားလေးတခွန်းတခွန်းပြောလိုက်လို့သူ့ဝရဏာပရင်ပေါ့မှန်ကွဲသွားတာကျွန်တော်တို့ကြောင်းလို့သူမသိတာပိုသေးကြသွားပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာ မလုံမလဲဖြစ်နေမိသေးတယ်။ဘွားအင်ရှိရောက်တိုင်းဒီမလုံလဲတဲ့စိတ်ကကျွန်တော်ကိုကျွန်တော်အပြစ်ရှိနေသူတယောက်လို့ခံစားနေရစေပါတယ်။ ်အဖွားမသိပေမဲ့အဖွားမျက်လုံးတွေကိုကျွန်တော်ရဲရဲမကြည့်ဝင်တာအမှန်ပါဒါနဲ့ဒီကိစ္စကကျွန်တော်တို့စိတ်ထဲမှာတုံ့ဝင်းဝင်းဖြစ်နေပါတယ်ဘာလုပ်ရရင်ကောင်းမလဲအဘွားကိုပဲသွားတောင်းပန်ရမလားသွားဖွင့်ပြောရမလားတခုခုလုပ်ရမယ်ဆိုတော့စိတ်ထဲမှာအမြဲရှိနေပါတယ်ဒါနဲ့ကျွန်တော်လည်းသုံးဘတ်အတွင်းသတင်းစာပို့လို့ရတဲ့ငွေတွေတဲက9ဒေါ်လာစုဆောင်ပြီးဒီငွေနဲ့တော့ဖြင့်အဘွားအိမ်မှာစာအိတ်တိတ်ထက်စာလုံးကလေးတစ်စောင်ရေးပြီး စာလိုက်ကပို့လိုက်ပါမယ်မှန်တစ်ချက်တော့ဝယ်ထည့်နိုင်ကောင်းရဲ့လို့တွေးမိပါတယ်နောက်တော့စာလိုက်ကမပို့တော့ပါဘူးကိုဟာကိုပဲပို့တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်စာတုံးလေးထဲမှာအဖွားကိုကျွန်တော်တောင်းပန်မရစီအဖွားဝရဏဗရင်ပေါက်ကမှန်ချက်ကိုကျွန်တော်မတော်တဆခွဲမိပါတယ်ကျွန်တော်အပြစ်ကိုကျွန်တော်ဝယ်မခဏအတော်ကိုမှားသွားပါတယ်မှားမှန်သိလို့ကျွန်တော်လောက်ခမဟုတ်ဘူးတဲ့ကငွေ9ဒေါ်လာစုပြီးကွဲသွားတဲ့ဗရင်ပေါက်မှန်ချက်အစားဝယ်ထဲဖို့အဖွားစီကိုပို့လိုက်ပါတယ် ဒီပတ်စံနဲ့မှန်တစ်ချက်လောက်မယ်လို့ထင်ပါတယ်ကျွန်တော်ကိုခွန့်လွတ်စီခြင်းပါတယ်လို့ရေးထားပါတယ်အဲ့ဒီငွေ9ဒေါ်လာပါတဲ့စာအိတ်ကလေးကိုတော့ကျွန်တော်ဟာညမှောင်တော့မှအဖွားအိမ်တက္ကမကြီးရှေ့ကစာလိုက်ပုံးလေးတဲကိုထည့်ပြီးကျွန်တော်အဖွားအိမ်ဘက်ကအိတ်ကလေးတချွန်ချွန်နဲ့ပြန်လာခဲ့ပါတယ်ကျွန်တော်ယင်ထဲမှာလည်းအတော်ကိုပော့ပါသွားပါတယ်အခုဆိုရင်ကျွန်တော်အဖွားကိုရဲရဲဝံ့ဝံ့ကြည့်ဝင်ပြီလေ နောက်တရက်နှစ်ရက်လောက်ကြာတော့ကျွန်တော်အဘွားရင်ကိုတရင်စာသွားပို့တဲ့အခါအဘွားကပုံမျုံလေးနဲ့ထွက်လာပြီလူလေးတို့မုတ်ကျုပ်ကလေးတွေယူသွားပါဆိုပြီးမုတ်ကျုပ်အိတ်ကလေးတိတ်ကျွန်တော်ကိုပြပါတယ်ကျွန်တော်လည်းကျေးဇူးတင်တဲ့အကြောင်းပြောပြီးတရင်စာဆက်ဝေဖို့ထွက်ခဲ့ပါတယ်တော်တော်လေးကြာတော့မှစာလာလာနဲ့မုတ်ကျုပ်ကလေးနှိုက်စားလိုက်တိတ်ဝင်လိုက်မုတ်ကျုပ်ကလေးနှိုက်စားလိုက်တိတ်ကထွက်လာတဲ့နေ့လာလိုက်တာတနေ့အားကြာတော့ မုတ်ကြွတွေအောက်ကစာအိတ်ကလေးစက်ကူအိတ်ကလေးတွေလက်ကမထင်မပဲဆမ်းမိပါလေကျွန်တော်ခေါ်ရခရရနဲ့ဆွဲထုတ်ပြီးတော့အဖွားကိုကျွန်တော်လွန်ခဲ့တဲ့3ရက်လောက်ကပေးထားတဲ့ငွေ9ဒေါ်လာပါတဲ့စာအိတ်ဖြစ်နေပါရောလားဗျာကျွန်တော်လည်းစာအိတ်ကိုဖိမြန်ကောင်းမြန်ကြည့်အိတ်ထဲကပတ်စံရေးကြည့်တော့9ဒေါ်လာကလည်းအတီးပိုက်စံ9ဒေါ်လာနဲ့အတူ အဖွားလက်ရည်နဲ့ရေးထားတာက I'm proud of you မင်းတွင်ကအကုန်ယူပါလေဆရာချစ်စံဝင်ဘာသာပြန်ရေးသားထားတဲ့မြန်နိုးသူရဲ့ဆိုတဲ့စာလေးကိုဖတ်ပြခြင်းပါတယ်1950ပြည်နှစ်ကအမေရိကန်ပြည်ထောင်စုမက်ဆာချူးဆက်ပြည်နယ်ဝမ်ဒန်ဟမ်မြို့တိုက်ခန်းငယ်လေးတစ်ခုမှာလူယူကြီးကားနဲ့ဇနီးဖြစ်သူ Edith Taylor တို့ဟာ အတူတကွနေထိုင်ခဲ့ကြပါတယ်။သူတို့အိမ်အောင်တတန်းက23နှစ်ရှိပါပြီ။သို့တော်လည်းတူကိုတူအချက်မပြေကြ။တူနဲ့တူပုံမော်ယူရချစ်ခင်မြတ်နိုးစေဖြစ်ပါတယ်။ခေါဟာ တခါတည်းရန်ရှက်ရှက်ဖြင့်ကျွန်တော် Edith ကိုအချက်ဆုံးလို့ပြောရတဲ့လို Edith ကလည်းဒီကဘာအမိပေါ်မှာကျမကအကောင်းဆုံးပဲဟုကြွေးကြော်လို့စိတ်အမြဲပေါ်ကြောင်းထုတ်ဖော်ပြောတတ်ပါတယ်။ ဘာဖြစ်လို့ကဘာမှာကံကောင်းဆုံးလို့ကြွေးကြော်လို့လာလဲဆိုတော့ကျမက ကားလို့ရင်းယောက်ျားမျိုးကိုရလို့ပေါ့ရှင်ဟုတ်မဆိုင်မတော့ဖြေတတ်ပါလေကားဆိုတော့လူကြီးကြီးကမိမိအိမ်နဲ့အတန်ငယ်ဝေးသောကုံလောင်ယုံတစ်ခုမှအလုဆင်းရပါတယ်ညပိုင်းအလုဆင်းတိုင်းအီဒစ်ထန်စားရဆောင်ရေးပြီးလက်ဆောင်တစ်ခုကိုအမြဲပို့ပါတယ်1950ပြည့်နှစ်ဖေဖော်ဝါရီလတွင်တော့ကားဟာ ဂျပန်နိုင်ငံအိုကီနာဝါမြို့မှာအသက်ဖွင့်လှစ်တဲ့အစိုးရကုလောင်ဝင်ကို ပြောင်းရွှေ့ဖို့အမိရလာပါတော့လေကားဟာတိုကီးကို မသွားကြင်ပါဘူးဝေးကွာလုံးပြီးအီဒစ်နဲ့မခွဲခွာလူဒီမှာအမှန်ဖြစ်ပါတယ်ကားဟာ ရှက်တဲ့သူဖြစ်တဲ့အတွက်မြို့တချင်းဆိုင်ကြုံရပါကမိမိနှုတ်မှအခြေစကားများထွက်မလာတတ်တော့လေမကြာခဏခွဲရရင်နှလုံးသားထဲမှာအခြေစကားများကို စာစီ၍ပို့တတ်သူဖြစ်ပါတယ် သို့သောအိုကီနာဝါမြို့သို့ကားရောက်သွားတဲ့အခါမှာကယခင်အမေရိကန်အမျိုးပေါ်တွင်အတူနေစဉ်ကလောက်ခြေစနီးထံစာမပို့နိုင်ပေ။အီဒစ်ကလည်းကားသူ့ကိုအမေတနီရနေသည်ဟုယုံကြည်နေပါတယ်။မနီးလာသောခီးမို့စာနှင့်လက်ဆောင်ပစ္စည်းများမကြာခဏမှာပို့နိုင်တော့လဲ။နှုတ်သားအိုးပိုင်အိမ်ပိုင်လေးနှင့်နေလိုသည့်ဆန္ဒကိုအကောင့်ထဲပေါ်ရန်ကားဟာပတ်စံတွေစုနေတယ်လို့အီဒစ်ကယုံကြည်နေပါတယ်။ ထီးကြံလာစွာသောရပုံးလာပေါင်းများစွာကိုကုံလွန်ပြီးတဲ့အခါမှာကောင်းတယောက်အမေရိကန်ပြည်ကို ပြန်ရောက်လာတဲ့အချိန်ဤနီးကလာပါပြီကောင်းရောက်ချိန်တန်ပြီဖြစ်ပါတယ်သို့သောကောင်းထံမှာနောက်ထပ်တစ်လဆောင်းရအောင်မယ်နောက်ထပ်၃ဘတ်ထပ်နေဖို့ဖြစ်လာရပြန်တယ်နောက်ထပ်၂လနေရအောင်မယ်ဆိုတဲ့အစများသာထပ်ခါတလဲလဲရောက်ရှိလာပြီးကောင်းကိုယ်တိုင်တော့ပေါ်မလာပဲ မြုပ်ချက်သာကောင်းနေပါလေ။ဤတထသူခင်မို့ကိုအချစ်အလွမ်းများစွာနဲ့စောင့်နေစေဖြစ်ပါလေ။နောက်တော့ပို့နေကြတဲ့ဆောင်ပစ္စည်းဆိုတာဝေလာဝေးနလနေဦးမယ်တလကြောက်ဦးမယ်ဆိုသောစာများပင် ရောက်မလာတော့ပေ။အကြမီအီဒစ်ထန်ကိုကားထံမှ စာတစောင်ရောက်လာခဲ့ပါလေ။ထိုစာမှာချစ်သောအီဒစ်ကိုဘလို့စပြီးဘလို့ရေးရမလဲတော့မသိတော့ပါဘူး။ ခွင့်လွှတ်ဖို့သာစိတ်ကူးပါတော့ဂျပန်မှာဂျပန်အလုသမလေးတယောက်နဲ့လက်ထပ်လိုက်ပါတယ်သူ့နာမည်ကအီကိုတဲ့အသက်ကတော့19နှစ်ပဲရှိပါသေးတယ်သမီးရဲ့သေးသေးကိုကိုမင်းကလေးတယောက်ပါဒါကြောင့်မင်းစီက ကွာရှင်းတဲ့စာချုပ်ကိုမင်းလက်မှတ်ရေးထိုးပြီးပို့ပေးပါလို့တောင်းပန်ပေးရစီစာကအရှိကြီးရေးသားထားပါတယ်ဣတိသာအယုတ်ကျိုးပြတ်ပုံနှစ်သားလဲကြတော့ပါတယ် ။ဤဒစ်ထံမှလည်းဘလို့မှခွန်အားမရှိ မျောလင့်မထားသောကြောင့်လည်းပိုး၍ခံစားရပါတယ်။ဤဒစ်တယောက်တွေ့ရမဲ့ဖြစ်ရပါတယ်။မိမိတို့မျောလင့်ထားတဲ့နှစ်ဦးပိုင်အင်္ဂလိပ်ကလည်းတိမ်တိုက်အခုံးငွေများကြားမှာ ကွယ်ပြောက်သွားခဲ့ပါတယ်။ဤဒစ်ကဘက်ဆောင်စဉ်းစားကငါကအသက်48နှစ်တောင်ပြည့်တော်ပြီ။ကားလက်ထလိုက်တဲ့ဂျပန်မာလီက19နှစ်တဲ့။ဘလို့ဖြစ်ဖြစ်ငါကားကိုဘလို့မှမမုန်းနိုင်တာ။ အင်းလေအပြစ်တွေလည်းတင်မနေတော့ပါဘူးဝတ္ထုတွေရုပ်ရှင်တွေတွေကလို့တကယ်ဘဝမှာတော့လက်စားချေတာတို့အရွက်တိုက်တာတို့ ကားရဲ့မယ်ငယ်လေးကိုတွားပြီးပိုက်ရိုက်ဖြစ်ဖို့ဆိုတာကလည်းရှိကောင်းတဲ့အရာတွေမှမဟုတ်တာဤကအသက်ရွယ်ကိုသူ့အစီတရားဖြင့်မိမိကိုယ်ကိုဆုံးမကထိုဖြစ်ရကိုအေးချမ်းစွာအရင်ဆိုင်မှု ဆုံးဖြတ်ခဲ့ပါတယ်ထို့သောဆုံးဖြတ်ချက်ချရာမှာ အတိတရားနဲ့အသက်ရွယ်ထက်ကောင်းကိုချစ်သောမေတ္တာ ကောင်းပေါ်ထားရှိတဲ့ကျင်နာမှုစာနာတလားမှုများကပူကြောင်းဤဒစ်ဦးရဲသာသိရှိခဲ့ပါတယ်။ကာအခုလိုပြုလုပ်သွားတဲ့သူအပေါ်မှာငါချစ်တာတွေဘယ်တော့မှအယော့မသွားဘူးဘယ်တော့မှလည်းပျောက်ပြယ်မသွားဘူးဘယ်တော့မှလည်းပြက်ပြယ်မသွားဘူးလို့ဆိုပါတယ်။ဤဒစ်ကအခြေအနေပြည့်အမှန်ကိုမှန်းဆတွေးကြည့်ပါတယ်။ ဇနီးမယားနဲ့အနေဝေးရတဲ့အထီးကျန်သမားများဘဝမှာကောင်းဖို့အမြဲထိတွေ့ဆက်ဆံနေရသော16နှစ်အရွယ်အီကိုလိုနုနယ်ပြုံမြင့်သည့်မိန်းကလေးတယောက်နဲ့မေတ္တာမျှကောင်းမျှနိုင်ပါလေဒါကဖြစ်နိုင်ပါလေသဘာဝသာဖြစ်ပါလေမိန်းခင်မိုးတယောက်အနေနဲ့တရက်တစ်ကြီးတိုင်းကမှမိန်းမပြိုလေတူပေါ်ကြောရရုံမကြမ်းတာအမျက်မထုတ်တာပဲကားရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်ပဲဟုဣဒစ်က သူခင်မောဟောင်းအပေါ်ကြံဖန်၍လေးစားနေခဲ့ပြန်ပါလေ။ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ကောင်မင်းမိထံပြန်လာမယ်။အမေရိကန်တို့သူပြန်လာမယ်လို့စိတ်ထဲကတစ်ထစ်ချမှတ်ယူထားပါလေ။ Edith ကကားထံကိုသူ့လိုရှိတဲ့စာချုပ်စာတမ်းများစနစ်တကျပြုစုပေးပို့လိုက်ပါလေ။မိမိနဲ့စာအဆက်အသွယ်မဖြစ်ဖို့အကြခဏစာရေးကမိမိနဲ့ဆက်သွယ်ဖို့တောင်းပန်လာကြည့်ပါလေ။ဘာပဲလုပ်ပေးရလုပ်ပေးရ ကားအတွက်မိမိပြုလုပ်နိုင်သမျှပြုလုပ်ပေးမည်ဆိုတဲ့အကြောင်းကိုလည်းရေးသားခဲ့ပါတယ်။စာအဆက်အသွယ်များရ1950ခုနှစ်တွင်တမီလီတူဖွားမိကြောင်းမာရီယာဟုအမည်ပေးထားကြောင်းသိရပါတယ်။1953ခုနှစ်တမီလီဟဲလင်ကိုထပ်မံမွေးဖွားကြောင်းအီဒစ်ထန်စာရေးပါတယ်။တမီလီဟဲလင်လေးသွားတစ်ချောင်းစထွက်ပြီးအာအီကိုလည်းအင်္ဂလိပ်စာတော်တော်တတ်လာပြီဟုသိရပါတယ်။ ကာကတော့ကိုအလေးချိန်အတော်ကြသွားသည်ဟုစာထဲမှာပါပါတယ်။ Edith သာကလေးများမွေးနေ့ခရစ်စမတ်ကျေးဇူးတော်အောင်မွေပွဲနေ့ Easter ပွဲစသည်ဖြင့်အကြောင်းမျိုးရှာကလက်ဆောင်ပစ္စည်းများကိုအမေရိကန်မှဂျပန်သို့ပို့ပေးရမှာလေမအားရရှာပါ။နေ့တွင်တော့ကားထံမှစာတစောင်ရောက်လာပါတယ်။ကားကမိမိအဆုတ်ကင်စာဖြစ်နေပါတယ်။ဆရာဝန်ကမိများသာခံတော်မူဟုပြောထားပြီးဖြစ်ပါတယ်။မိမိတေဆိုးရတော့မိဖြစ်၍ မီးလေးနှစ်ယောက်အတွက်စိတ်အေးလို့သောကြောင့်အမေရိကသို့ပို့၍ပညာသင်စေလိုသည့်ဖြင့်မိမိဆန္ဒပြဝစီရန်ကူညီပါဟုဆိုခဲ့ပါတယ်မိမိမှာငွေစုခဲ့ပါသော်လည်းစေဘူဝါကတကြောင်တပြားမှမကြံတော့ကြောင်းရေးသားထားပါတယ်ဤတထားခေါင်းကိုမိုးကြိုးပြစ်သလိုခံစားရပါတယ်မလုပ်ရမလဲဂျပန်မဲလိုက်သွားရမလားဟုစဉ်းစားကချက်ချင်းမင်းဤတကသမီးလူတို့ဤမိခင် အာအီကိုကသဘောတူမီဆိုပါကကလေးနှစ်ယောက်ကိုအီဒစ်ထံခေါ်၍ပညာသင်ကြားပေးမိထို့အတွက်စိတ်မပူပါနဲ့ကလေးနှစ်ယောက်အားကာအီမျိုးဝန်ဒန်ရမယ်ကြီးပြင်းစီမိအပြင်သမီးအရင်းတွေလိုဂရုစိုက်ပါမိဟုဂရိပေးရင်ကာစိတ်အေးချမ်းသာစွာရှိရန်ဆုတောင်းထားပါကြောင်းဂရိစကားရေးသားလိုက်ပါတယ်ကာမကြမီတည်ဆုံသွားကြောင်းအာအီကိုထမအကြောင်းကြားစာတောင်ရောက်ရှိလာပါတယ် ကောက်ွယ်လွန်ပြီးရပ်ပေါင်းများစွာတိုင်အာဤကိုစီမိမိထံသို့ဘာအဆက်အသွယ်မှမလုပ်တော့ဘဲကလေးနှစ်ယောက်ကိုလည်းသူနှင့်အရင်အောင်မကွာဂျပန်၌သာ နေစီခဲ့ပါတယ်။အာဤကိုကရောသမီးနှစ်ယောက်ကိုဘလို့ခွဲနိုင်ပါမည်နီ။တသက်တာကာလပတ်လုံးပြင်းမှန်းဆင်းရဲကြီးစွာဖြင့်ဘဝကိုရုန်းကန်ခဲ့ရသည်။ယခုကာကလည်းသူ့ကိုဆုံးခွာသွားခဲ့ပြီ။စိတ်ဆင်းရဲကိုဆင်းရဲဘဝမှာအာဤကိုအတွက် အပန်းဖြေစီရာဟု၏ဖះပေးသောဤသမီးကလေးနှစ်ယောက်သာရှိသည်ကိုအဘယ်ကဲ့သို့ဝေးကွာလာသောဒဇိန်တန်တန်ပို့လွန်နိုင်မှမည်နီခင်မွန်းတဲ့ဤမှကြားချက်ကိုခင်မွန်းတွင်ကွယ်လွန်ခြင်းမှဂျပန်အမျိုးသမီးတယောက်လည်းဖြင့်တဝေမတိန်လိုက်နာတိုင်းပြန်မရှိသည်ကိုအာဤကိုအား၆လှန့်နေခဲ့ပါလေမိမိခင်မွန်းတဲ့ကမိမိမှကြားချက်အားဇနီးပြစ်သူ လိုက်လို့သည်မလို့သည်ကို စောက်ကြည့်ရင်သွားကောင်းရာအရက်တော့မသွားနိုင်ပဲရှိနေမိကိုလေဆိုရင်မိပါတယ်စေရင်ကောင်းမှုရ၍မိမိသမီးမအပေါ်ရင်တန်ရောစင်ထားနိုင်မည်ဟုထင်ရသော NDE မကြာခဏစာများရေးသားလာသောကြောင့်1956ခုနှစ်နိုဗင်ဘာလတွင် AE ကိုသည်သမီးမာရီယာနှင့် Helen ကို အမေရိကန်ရှိ Edith ထံသို့ပို့ပေးလိုက်ပါသည် ။ဤသည်သည်အသက်54နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပါသည်။ဒီရွယ်ရောက်မှလူမမဲ9နှစ်အရွယ်နှင့်3နှစ်အရွယ်သမီးနှုတ်ကိုပြုစုစောင့်ရှောက်ပေးနေရပါတော့သည်။ကားဤသွေးပါသောကလေးနှစ်ယောက်ကို ကြည်ရင်လူအေးကြီးကားကို အလွမ်းဖြေရပါသည်။ဒီသမီးလေးကတော့ဘယ်နေရာမှာကောင်းတဲ့တူတာဟဲလင်ကတခါတလေသူ့အဖေဇေယျကလေးဟုထင်မှတ်ကဤသည်အပန်းဖြေနေရပါတော့သည်။မိတို့ဝင်ဖြစ်စေ ကလေးနှုတ်အားချက်ပြုတ်ကျုံးဝေးပြုစုဆောင်ရှောက်ရင်းကလေးနှုတ်ဤပါကလေးများဖောင်းလာသည်ကို တွေ့သောအခါအီဒစ်က ခေါ်ယူကျွေးမွေးပြုစုရာကြောင့်နှက်ပြီးဟုခံစားပေးပါသည်အာဤကိုထမအစာများလဲမကြခံရလာပါသည်ကျမသမီးလေးတွေငိုကြသေးလားသူတို့နေကောင်းကြတယ်နော်ကလေးတွေမရှိတော့ဘာလို့ရမှန်းမသိတော့ဘူးစသည်ဖြင့်အာဤကိုဤထီးကြံဘဝမိမိ၌နှလုံးသားမရှိတော့ပါကြောင်းတတ်သမျှမှတ်သမျှ မတက်တက်အင်္ဂလိပ်စာဖြင့်ရေးတာကိုဖတ်ရပါသည်ဒီလိုဘဝမျိုးဤစ်ကြုံခဲ့ရပြီးဖြစ်ပါသည်ကရောလ်မိမိကို ထားခဲ့စဉ်ကခံစားရသောနှလုံးသားကို ခွဲစိတ်နှုတ်ယူခြင်းခံရသောဝေဒနာမျိုးဖြစ်ပါသည်အခုတော့ထိုဝေဒနာမျိုးကိုအာအီကိုခံစားနေရပါမကောအထီးကျန်ခံရသောဘဝထက်ခံစားရမှုနည်းနည်းသော ဝေဒနာမျိုးဤကဘာမြေပြင်တွင်ဘယ်နေရာမှမရှိနိုင် နှလုံးသားအဆုံးကြည်မွားရသောဘဝတွင်လေသေးသားဆုံးလုံးလုံးမှ မျောလင်းညံမရှိနိုင်သောအာဤကိုဘဝကမိမိထက်ပိုမိုဆိုးရွားမည်ဖြစ်ကြောင်းဤတဲ့သိရှိနိုင်ပါသည်ဤတဲ့သည် ဆုံးဖြတ်ချက်တရက်ကိုခိုင်ခိုင်မာမာချလိုက်ပါသည်အမေနှင့်လူမယ်ကလေးများခွဲခွာနေကြသည်မှာအတိတ်ပဲကင်းမဲ့သည်မိမိမိမြပင်ကောင်းစေကမူမိခင်မြတ်တာမိခင်ရင်ဝင်သည်သာကလေးတို့အတွက်အမောမြတ်ဆုံးအကောင်းဆုံးဖြစ်သောကြောင့် ဂျပန်နိုင်ငံသူဂျပန်မလီအာအီကိုတေလာအာအမေရိကန်နိုင်ငံသို့ခေါ်ယူရန်ရှိနေတဲ့ဦးနဲ့တိုင်မင်ကဥပဒေစည်းကမ်းနဲ့အညီအီဒစ်စတင်ဂျိုပန်းပါတော့သည်တကယ်တော့လွယ်ကူသောကိစ္စမဟုတ်ခက်ခဲသောဥပဒေကြောင်းမျိုးစုံကိုဖျက်ကျော်ပြီးသည့်နောက်1958ခုနှစ်ဩဂုတ်လအတွင်း၌အာအီကိုတေလာသည်အမေရိကန်နိုင်ငံအတွင်းသို့ဝင်ခွင့်ရခဲ့ပါသည်အာအီကိုဂျပန်နိုင်ငံမှမရောက်ခင်ကအမေရိကန်နိုင်ငံအတွင်းသို့ အာအီကိုတေလာဝင်ွင့်ရရှိရေးအတွက် နေစဉ်ရက်ဆက်ကြိုးပမ်းခဲ့သောအီဒစ်သည်နယူးယောက်အပီပီဆိုင်ရာလေဆိပ်ကြီးတွင်ဂျပန်လေကြောင်းမှအာအီကိုဆိုသောအမျိုးသမီးကို တင်ဆောင်လာသည့်လေရင်မြေပြင်ပေါ်သို့ဆင်းသက်လိုက်ပြီးဆိုသောအခါတွင်ကအမှန်မင်းတုံလှုပ်ခြောက်ခြားသွားခဲ့ပါသည်မိမိဘွားအားအထီးကျန်မှုဖြစ်စီအောင်မိမိ၏ချစ်လင်ခင်မွန်းဖြစ်သူ ကားကိုမိမိရင်ကိုယ်ထဲမှဆွဲနှုတ်သွားခဲ့သော ဒီမင်းကလေးကိုမိမိမမုန်းတိုက်ပေးဘူးလားနှစ်ပေါင်းများစွာမိမိရောင်ရှားရှားဖြင့်ခံစားခဲ့ရသလိုဒီမင်းကလေးကို မခံစားသင့်ပေးဘူးလားစဉ်းစားရင်ဣဒစ်သည်မိန်းမသားမာနသူ့ရင်ထဲမှာကင်အောင်လေသလားဟုထင်ရသည်ပြန်လေတဲ့ငှက်ခါနားကမှအတိရတော်မူဖြစ်သည်မိမိလက်ခုပ်တဲသို့ရေကအလိုလိုစီးဝင်လာသည်။တောက်လိုတောက်၊မှောက်လိုမှောက် လှုပ်ချင်ရလှုပ်ပြီးတော့ဂျပန်လေကြောင်းဤလေရင်ပေါ်မှ နောက်ဆုံးဆင်းလာတော့ခါမိန်းကလေးသည် အလွန်ပိန်လိန်သေးကွေလွန်လာသည်ကလေးရွယ်သားသားပဲရှိမိမိန်းကလေးသည်မကွမရေအရာရာကိုကြောက်ရွံ့စွာဖြင့်လေရင်ပေါ်မှဆင်းလာသည်တမလွန်ဘွားသို့သွားရှာပြီးဖြစ်သောခင်မွန်းဖြစ်သူကောကဤမိန်းကလေးကိုချစ်ခဲ့ခြင်းသည်ဤကဲ့သို့မဝင်မရေကြောက်ရွံ့နေသော အမူအရာလေးမျိုး ။ရရရာကိုအနစ်နာခံလို့စိတ်ဖြင့်အမိတ်များကိုမျော်လင့်နေတတ်သည့်မျက်လုံးလေးကိုများချစ်ခဲ့တာလားဟုဣဒစ်သည်စဉ်းစားရင်းရင်မောလာသည်။ကောင်းမှကြားခဲ့သလို သူမသည် သူ၏နှလုံးသားပေါ့သမီးလေးနှစ်ယောက်ကိုမိမိရင်ခုန်ထဲမှဆွဲထုတ်၍ဣဒစ်ခံရောက်ပို့ကားသမီးလေးများငိုသေးလားဟုစာရေးမိခဲ့သည်။ဣဒစ်သည်မိမိကိုမိမိထိုအမျိုးသမီးငယ်ပေါ် မုံဒီရသလားရက်ဆက်နိုင်ပြီလားရက်ဆက်လို့ရောရမလားဟုမေးကြည့်ပါသည်ယခုချိန်တွင်ဤသည်လုံလုံလျားလျားအသာစီးရ၍ရက်ဆက်ခွင့်ရသူဘယံမတစုဖြစ်နေပေပြီမိမိပြည့်ရမည်အမဲသည်မိမိထံသို့တန်တမ်းမတ်ဝင်လာခဲ့ပြီဖြစ်သည်ဖြူဖြူဖွဲ့ဖွဲ့တေတေကိုကိုဂျပန်မာလီတေတေချာချာကြည့်လိုက်တော့ဒီကလေးမလေးကိုဤသည်မမုံနိုင်လက်စားချေလည်းမရဘူး ဤသည်ကလေစိတွင် နောက်ဆုံးမှဆင်းလာသော မင်းကလေးကြရအောင်အာဤကိုအာဤကိုဟုကြည်ကြည်ခေါ်လိုက်မိသည်ဤသည်သည်မိမိလက်နှစ်ဖက်ကိုစန့်တန်း၍ကြိုလိုက်စဉ်အာဤကိုသည်ဤသည်ဤရင်ဝင်နေပြေးဝင်လာသည်ထို့နောက်ဤသည်နှင့်အာဤကိုတို့သည်တယောက်ကိုတယောက်တင်းကျက်စွာပိတ်ဖက်မိသာဖြစ်နေလေတော့သည်ထိုချိန်တွင်ဤသည်ဤစိတ်ထဲတွင် ဖရာသခင်တပည့်တော်မှသည်ခင်မွန်းဖြစ်သူကာကျမထံသို့ပြန်လည်ရောက်လာစီရန်ဖရာသခင်ထံတော်မှ၌အငဲဆူတောင်းခဲ့ပါသည်ယခုတော့ကာကိုစားသမီးလေးဟယ်လင်နှင့်မာရီယာတို့နှစ်ယောက်ရဲ့ကာကိုတိတ်ချတဲ့ဇနီးလေးအာအီကိုရဲ့တပည့်တော်မ၏ရင်ဝင်ရေးသို့ရောက်လာခဲ့ကြပါသည်သူတို့သုံးယောက်သားသည် ကာကိုချစ်မြတ်လို့သူ တွေ့တာသူ ကြီးမားသောတန်ရုံးစဉ်ကို ထားရှိသူတို့ဖြစ်ပါသည်သူတို့သုံးအောင်စလုံးဟာ ကားရီအချစ်တွေကို ကျမထံပြန်လဲသင်ဆောင်လာသူတွေဖြစ်လို့ဒီမင်းကလေးအာဤကိုကိုကားရဲ့ကိုစားချင်နိုင်ဖို့ကုညီဆောင်မပေးသနာတော်မူပါဖရာဟုယုဆုဆူတောင်းလိုက်ပါသည်ဣဒစ်ကထပ်ပါဆူတောင်းမှုပြုနေသည်ကိုတွေ့မြင်ရသောကားလီကလန်ကချားနေသောဘဝတစ်ပါးက ပြုံးပျော်ကြည်နူးကျေနပ်စွာဖြင့်ဟိုဖြစ်ရကိုကြည့်ရှုနေလိမ့်မည်ဟုတင်ငောအဲ့ဒလောက်ချင်နိုင်ပါမလား Could you have loved as much both can't die နားစင်ပြီးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးပေါ်ပြပေးသွားမှာဟိုစောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ